ကိုရီးယားမှာရရင်ဆိုင်ဆိုင်လူမျိုးကြီးခွဲခြားခံခဲ့ရတဲ့လီစာလီစာကအရင်တုန်းကပိုဟက်ကျွေးနဲ့ပြည်နေတဲ့အိမ်မှာနေခဲ့ရသလိုကိုရီးယားနိုင်ငံရောက်တဲ့အချိန်မှာလည်းထိုင်းလူမျိုးဖြစ်တဲ့အတွက်ငပိမပလတ်စတစ်မကိုနိုင်ငံကိုပြန်နေကိုကိုရီးယားနိုင်ငံကမကြိုက်ဘူးဆိုပြီးတော့ရရက်ဆက်ဆက်ကိုခွဲခြားခံခဲ့ရပါတယ်အခုပြောတာတွေတောင်တော်ပါသေးတယ်။ဒီထက်ပိုပြီးဆိုတဲ့အရာတွေနဲ့ခွဲခြားခံခဲ့ရတာကြောင့်ဂယူမစိုက်ပဲသူ့ကိုချစ်တဲ့ပြည်သူတွေအတွက်ဆက်လက်ကြိုးစားခဲ့တာအခုဆိုရင်တော့ကမ္ဘာအအောင်မြင်ဆုံးအမျိုးသမီးတွေတက်ကတရားဖျက်လာခဲ့ပါပြီရှင်။ ဒီနေ့ဗီဒီယိုမှာတော့ Blackpink အဆိုတော့လေးဆိုင်အကြောင်းပြပြပေးသွားပါမယ်ဒီစားကတော့1998ခုနှစ်မတ်လ28ရက်နေ့ထိုင်းနိုင်ငံရဲ့တာမန်မိသားစုလေးမှမူဖခဲ့တဲ့ဆိုပေမဲ့မွေးပြီးနှစ်အနည်းငယ်ကျမပဲလီစာတို့မိဘတွေကအဆင်မပြေတဲ့အတွက်ကွာရှင်ခဲ့ကြပါတယ်။အဲဒါကြောင့်လဲလီစာကသူမရဲ့အမေဖြစ်သူနဲ့လိုက်သွားခဲ့တာပါ။ကွာရှင်ပြီးနှစ်အနည်းငယ်ကျမပဲလီစာရဲ့အမေဖြစ်သူကနိုင်ငံခြားအမျိုးသားတယောက်ကိုအင်တာဗျူးပြုခဲ့ပါတယ်။ ။အမြင်တွေထဲမှာပထွေးတွေကကလေးတွေကိုနှိပ်စက်ပေမယ့်လီဇာရဲ့ဘဝမှာတော့သူမရဲ့ပထွေးဖြစ်သူကလီဇာအတွက်အရရဖြစ်လာခဲ့ပါတယ်။လီဇာကငငယ်လေးကကတဲ့နေရာမှာအရန်တော်တဲ့အတွက်မိဘတွေကငငယ်လေးကသူမကိုအကတဲနှံတွေကိုပို့ပေးခဲ့ပါတယ်။သူမရဲ့အကကလည်းသူများနဲ့မတူဘဲတော်တော်လေးလှတဲ့အတွက်ငငယ်လေးကစုရအများကြီးရယူခဲ့ပါတယ်။ဒီနေ့မှာတော့လီဇာဟာ K-pop idol တစ်ချင်ကိုနားထောင်ပြီးတော့ K-pop idol ဖြစ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကလီဇာကကိုရီးယားဘာသာစကားတစ်လုံးနှလုံးလောက်ပဲတက်နေခဲ့ပါတယ်။ သူမရဲ့ပန်းချိုင်နဲ့ပတ်သက်ပြီးတော့အကဆီယာမကိုပြောတဲ့အချိန်မှာတော့ဆီယာမဖြစ်သူကပြိုင်ပွဲတစ်ခုအကြောင်းပြပြခဲ့ပါတယ်။ဒီပြိုင်ပွဲမှာနိုင်ရင်တော့ကိုရီးယားနိုင်ငံမှာသွားပြီးတော့ပညာသင်ခွင့်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲမှုနေကအယောက်၄၀၀ကျော်ရှိပြီးတော့အဲ့ဒီအချိန်တုန်းကလီဆိုင်အသက်က၁၄နှစ်ပဲရှိသေးတာပါရှင်။လီဆာကပြိုင်ပွဲမှာဝင်ပြိုင်ပြီးအနိုင်ရခဲ့တယ်လို့ကိုရီးယားနိုင်ငံကိုလည်းရောက်သွားခဲ့ပါတယ်။စလီနီအယူအန်နဲ့ဘာသာစကားလည်းမတက်ဘဲကိုရီးယားနိုင်ငံကိုရောက်သွားတဲ့အချိန်မှာတော့ကိုရီးယားမှာသူမရုပ်ဘဝကအရန်ကိုခက်ခဲခဲ့ပါတယ်။ ကိုရီးယားကမတက်ပါဘူးဆိုနေမှဆရာတွေကလည်းကိုရီးယားလိုပဲပြောရမယ်အင်္ဂလိပ်လိုမပြောရဘူးဆိုပြီးတော့စီးမြင့်ကိုပါချမှတ်ခဲ့တာပါဒီရဲ့အကြောင်းနဲ့ကြောင်းမယ်လီစာကရုပ်ရှင်လေးကနေစက်တိုက်တင်ယူခဲ့ရပါတယ်ဒီလိုနဲ့ပဲ Blackwing အဖွဲ့ဝင်ဖြစ်လာပြီးတော့ Blackwing အဖွဲ့ရဲ့အပိမှုကြောင့်ကိုကိုကိုယုံကြည်မှုတွေရရှိလာပြီးပိုအဆင်ပြေလာခဲ့ပါတယ်ပြိုင်ပွဲတွေမှာလည်းဝင်ပြိုင်ပြီးတော့တပြေးပြေးနဲ့အောင်မြင်လာခဲ့ပါတယ်ဒီလိုမျိုးအောင်မြင်လာတာနဲ့အမျှကိုရီးယားလူမျိုးတချို့ကလည်းသူမကိုစတင်တိုက်ခိုက်လာပါတယ် သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးရင်ဆန်းဆန်းဝေဖန်ခဲ့ကြသလိုသူမရဲ့လူမျိုးစကားနဲ့ပတ်သက်ပြီးတော့လည်းစော်ကားခဲ့ကြတာပါဒါတွေမခသေးပါဘူးမိငုံကိုရီးယားကမကြိုက်ဘူးကိုယ်နိုင်ငံကိုပြန်တော့ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်တချို့သောလူတွေကသူမရဲ့လှပမှုကိုမနာလိုလွန်းတဲ့အတွက် plastic surgery လုပ်ထားတဲ့ကောင်မဆိုပြီးတော့ပြောဆိုခဲ့တာပါအစပိုင်းမှာတော့လီဇာကဒီစကားတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ပြီးမြေ Blackpink အဖွဲ့ရဲ့အားပေးမှုကြောင့်တော်တော်လေးအဆင်ပြေလာခဲ့ပါတယ်။ ဒီလိုမျိုးအခက်ခဲတွေကြာမှတခြင်းတွေကိုလည်းထုံလာပြီးတော့ကြောက်စရာကောင်းလာအောင်သူမအတွက်အသက်တောင်ပေးရတဲ့ပြိသက်တွေကလည်းအများကြီးကိုဖန်တီးနိုင်ခဲ့ပါတယ်။တချိန်တုန်းကသူမကိုဝေဖန်ခဲ့တဲ့သူတွေကပဲအခုဆိုရင်တော့သူမရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေ၊ယူတင်မှုတွေပြိသက်တွေကိုဆက်ဆံပုံတွေကြောင့်သူမရဲ့ပြိသက်တွေဖြစ်လာခဲ့ပါပြီ။ သူမကအမြဲတမ်းတငယ်ချင်းတွေနဲ့ပြည်သက်တွေအပေါ်မှာကူးဆိုင်ပေးတဲ့အတွက်အခုဆိုရင်ဟေတာတွေတောင်မှအရန်ကိုမှနေပါသွားခဲ့ပါပြီ။အခုဆိုရင်သူမကိုမုန်းတဲ့သူတွေကတရားမှနှစ်ယောက်လောက်သာရှိပါတော့တယ်။တစ်ချိန်တုန်းကပိုဟက်တွေနဲ့တူတူအိတ်ခရရတဲ့ကောင်းမလေးတယောက်ကအခုဆိုရင်တော့အလူအများချစ်ခင်လေးစားရတဲ့ဆိုတော့တယောက်ဖြစ်လာခဲ့ပါပြီရှင်။လူတွေကကောင်းတာလို့လည်းဝေဖန်ပါပဲစိုးတာလို့လည်းဝေဖန်ပါပါပဲလို့ဆရာရှိတာဆက်လုပ်ရမယ်ဆိုတဲ့စကားကိုတော့လီဇာကကောင်းကောင်းကြီးသက်သေပြခဲ့ပါတယ်နော် ဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုလေးကတော့လီဆန်းရဲ့အကြောင်းကိုပြပြပေးသွားခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျမတို့ဇောထန်ရဲ့ share channel လေးကို like နဲ့ follow လေးလုပ်ခဲ့ပေးပါအောင်နော်